ဒါချက်သွန်လေးပါချက်သွန်လေးထည့်ပြီးရဲ့နေမှာကျွန်တော်เนาะကဲလားဘုဆုံကြောင့်ဘုဆုံကြောင့်ထည့်ပါမယ်เนาะဘုဆုံကြောင့်ကိုကျွန်တော်တို့တွေကဲထည့်ပြီဘုဆုံကြောင့်ဘုဆုံကြောင့်လေးရင်ကြော်ပါပါအောင်ဆုံးစီရန်ပူတော့เนาะကျွန်တော်မိရပြင်းပါတယ် ဟေးဘုံရောက်လေးဒီကြော်နီးလေးကလုံးဝဘတ်ဂျက်ပတ်ပါတဲ့နီးလေးပါဒီပစုံကြောက်ကကျွန်တော်တို့ခုသုံးနာတာဒီခုနှစ်ပိတ်သာသုံးနာတယ်ပြင်ကပီးညင်ကြောက်လေးတွေပါတပိတ်သာကိုအပေါင်းွဲပဲရှိတယ်မြင်ပြီးပေါက်လေးကိုခုနှစ်ပိတ်သာတော့သုံးနာတယ်နော်ကဲစီပေါ်မှာတော့ဘောလုံးပေါ်နေပြီနော်စီပေါ်မှာဘောလုံးပေါ်နေပြီ နော်အလွန်မုန်းနဲ့ကြော်တယ်ညူညူလေးတွေနဲ့မွေးနေအောင်နောက်ထပ်ထည့်ပါမယ်အလွန်မုန်းကဲအလွန်မုန်းအားလုံးလေးတော့နေပါနော်ကြံပြီးတော့ချက်သွင်းကြော်လာမယ်နော်တားကြီးမခက်ပါဘူးကြော်ကြော်ရတာလေ ကဲဒါလေးကကျွတ်ကျွတ်ကြော်လေးနဲ့နော်ဟုတ်ကဲ့ဒါလေးကိုနိုးအောင်ပြန်ကြော်ပါမယ်ဒါဆိုရင်အဆက်ကဲကျွန်တော်တို့အချိုရရနေပြီနော်ဥစားလေးပေးအစုံကပိနည်းနည်းထည့်ပါတယ်လုံးပြီးတော့မှုေးဝအောင်လို့လက်တော်ပြီနော်အစုံကပိလေးထည့်ပါပြီဥစားလေးပေးချုံမုံ့ ဒါတန်ငါတစ်ထောင်အတွက်ဆိုတော့ကျွန်တော်အချုံမုံနေနေလေးသုံးပါမယ်။နော်။ချုံမုံနေနေလေးသုံးပါမယ်။တဝက်ပါ။တော်ပြီ။နော်နင်းနေတဝက်တော့မရှိပါဘူး။ငါအကြီးကြီးလေးပါးပါးလေးထည့်ပါမယ်။နင်းနေပဲထည့်သည်။အများကြီးမထည့်ဘူး။ရပြီ။ Okay ။ဒါအချိုကြော်မလို့အရသာလေးကိုခိုးထည့်တာ။နော်။ကဲနူးသွားအောင်လေးကြည့်ပါမယ်။အဲ့အတွက်ကျွန်တော်တို့စားလေးကျွန်တော်နည်းနည်းထည့်ပါမယ်နော်။ ပေါ့နေတော့အငန်လေးစားလေးနည်းနည်းထည့်ပါမယ်။အရသာရှိအောင်ငါးသားမုံလေးထည့်ပါနော်။ငါးသားမုံတစ်ထုပ်ကို6တောင်းလောက်ရှိပါဟုတ်။ဘုံကြောက်လေးနဲ့ဆိုကျွတ်နေတယ်ဗျ။စားလို့ကောင်းတယ်။နော်။စီလေးနဲ့နဲ့နဲ့တဲ့ရိတ်တွေးတဲ့အတွက်ကျွန်တော်စီလေးနဲ့နဲ့ထည့်ပါမယ်။ ဲဒီမှာတွေ့တဲ့အတိုင်းပဲဗျာစီပြန်လန်နေတဲ့เนาะစီနိုင်ချင်းလေးနဲ့ဘသွန်ကြောက်ကြော်လေးရပါပြီเนาะသုံးကကြည့်ဘသွန်ဒီမှာကြည့်เนาะဒီမှာကြည့်ပါစီနိုင်ချင်းနဲ့เนาะဘသွန်ကြောက်ကြော်လေးဒါကကျွန်တော်တို့ဒီတန်ခါတစ်ထောင်စာကိုကျွန်တော်တို့ဒါเนาะအရန်တက်တာပါတယ်